အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ17ရက်တနင်္ဂနွေနေ့ညနေခင်းစရေသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းတောင်သာကလေရဘူကြီးမေးလင်းကိုလျှော့ရဲဆိုတာက2024ခုနှစ်တုန်းကဖြစ်စဉ်ဖြစ်ပါတယ်အာသာဒီအောင်ပွဲသတင်းတွေဟာမိုတီတစ်ဖက်ရရဲဆိုတာနဲ့ရေရှည်မှာတော်တန်ပြည်သူတွေကိုစိုက်ဖက်ကပုံများစေတာဖြစ်ပါတယ်လက်ရှိနေသားက reality ကသာအကောင်းဆုံးဖြစ်ပါတယ် channel leader ကလေတရနည်းပြ ဗမုကြီးအောင်သူရမိသားစုဟာလက်ရှိနေပြည်တော်30ဆောင်ဝင်တိုင်းအင်အားမှာနေထိုင်တာဖြစ်ပြီးငလင်းကြောင့်တိုက်ပြလို့ယခုဆိုရင်တိုက်ရှိကကားကိုယ်တော်မှာနေထိုင်ရပါတယ်။ဖခင်ဦးကျော်တန်းကွယ်လွန်နဲ့မိခင်ဒေါခင်တို့ဖြစ်ပြီးညီဖြစ်သူပြည်ဖြိုးအောင်ရင်မောင်းနဲ့ညီမဖြစ်သူရင်မောင်းအောင်တောင်ဦးတက်ကလို့နေပြဆီယာမတို့ဟာကေတုမတီမျိုးစင်မှာလက်ရှိနေထိုင်ကြတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးကလည်းဟောင်းကလန်ဘေးအနောက်ဖက်ခြမ်းဖြစ်ပြီးပိုင်အိုနီယာစားတော့ဆိုင်နဲ့ဒလွယ်ကုတ်အနေထားမှာရှိတာဖြစ်ပါတယ်။စောပိုင်းတော့က အောင်ချမ်းသာမိတ်တူဆိုင်နဲ့ဓာတ်ပုံစံရှိခဲ့ပြီးယခုမတွေ့ရတော့ဘူးဖြစ်ပါတယ်။အောင်ကေတုပတိလေးရာကတော့ဘလောင်စုကပြန်ပြီးဖြစ်ပါတယ်။ချောတိုက်တုံးစတလုံးပြစ်တာရှစ်လုံးရှောင်းရှောင်းချူချူဝင်သွားတာဖြစ်ပါတယ်။ဇိုင်းတိုင်းရွှေဘုံမြို့နယ်တစ်ချိုပင်ရွာနဲ့ကြောင်မန်းကန်ရွာကိုတိုက်ခိုက်ရေးရဟရင်နဲ့လေတောင်းတိုက်ခိုက်မှုပြုလုပ်ထားတာရှိပြီးမြေပြင်ထိတွေ့မှုရှိမရှိနဲ့အထိလိုက်စီးရင်စုံစမ်းနေသေးတာဖြစ်ပါတယ်။ဇိုင်းမြို့ခန္ဓာအနောက်ဘက်မြဝတီရပ်ကွက်အတွင်းစစ်ကြောင်းတို့ဝင်ရောက်လာပြီးလက်နက်ငယ်တွေနဲ့ရန်စမ်းပစ်ခတ်၆လမ်းလေးရရှိပါတယ်။ မန္တလေးတိုင်းမြညာမြို့နယ်တွေကလေနာမည်ကျော်တီတာယူမအဖွဲ့မော်တော်ယာဉ်သုံးစီးနဲ့ညာဦးဘက်ကိုထွက်လာနေတာရှိပါတယ်။ခနာကုန်းပြည်သူ့ဆေးအဖွဲ့ထံတွားရောက်ပူးပေါင်းလာလို့ယူဆရပါတယ်။မကွေးတာရေစိုသားတွေကတော့ချိန်ထားပြန်ပြီဖြစ်ပါတယ်။ခါခါကိုတက်မဲ့73စီပေပါတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်နှစီကိုဒေတာကန်ကာဝေးတပ်ဖွဲ့တွေဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။အဆိုပါမော်တော်ယာဉ်နှစီဟာအခြေချစစ်ဗျူဟာခါခါဒီဝါမှုစိုးဝင်ထွက်ရခွင့်ပြုမိတ်စာရဲနဲ့ဆိုတော့မော်တော်ယာဉ်ကအပြီးပိုင်းတင်ဆက်တင်ပါတယ်။ အဆိုပါဖွဲ့ဟာလွန်ခဲ့တဲ့ကာလတုန်းကလည်းစစ်ကောင်စီရဲ့စောင်းစီတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးကိုသိမ်းဆဲထားနိုင်ခဲ့ပါတယ်။အချက်မင်းလာမျိုးနဲ့လက်ပံတကားမှာတော့စစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာတာရှိပြီးအင်အားစီစစ်နေတဲ့ဖြစ်ပါတယ်။ချမ်းပြည်တော်ပိုင်းမှာစစ်အင်အား၉စီးဘုကအုံ၂စီးအင်အားပြေ၅စီးခါလီ၂စီးရေအားကိုဖြတ်ပြီးလိုက်ကော်ဘက်သို့ဥတီထွက်ခွာလာတာရှိပါတယ်။ဟိုဘုံမျိုးနဲ့ပင်ပက်တမနိဆက်ယုံပြန်တဲ့လက်ပံနိုင်ငံ ရုရှားပညာရှင်10ဦးရောက်ရှိနေပြီးယခုလထဲမှာအယောက်20ခန့်ထပ်မံလာရောက်ဖို့ရှိနေတယ်လို့သိရှိရပါတယ်။နောက်လထဲမှာလည်းအယောက်30ခန့်ထပ်မံရောက်ရှိဖို့ရှိနေတာဖြစ်ပြီးစစ်မှုဝင်ကြီးဌာနဟာအခန့်ကျွေးမွေးစရိတ်3300ခွင့်ရရှိထားတာဖြစ်ပါတယ်။လက်ရှိစားတော့ဆိုင်ကနေမှာယူကျွေးမွေးနေပြီးရုရှားတယောက်ကိုတစ်ရက်လေမြန်မာငွေ6000နှုန်းသုံးဆွဲတာဖြစ်ပါတယ်။ ။မွန်ပြည်နယ်တထုံခရိုင်တိုက်ထုံမြို့နယ်စိန်စရမြို့ပေါ်ရက်ခွက်ကြီး၄နဲ့ရက်ခွက်ကြီး9မှာစစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်အခြေပြုတပ်ဆွဲလာတာရှိပါတယ်။မြို့ပေါ်အခြေပြုခြေကုပ်ယူခံစစ်ပြင်းတဲ့အနေအထားတည်းရလို့ရှုမြင်မိပါတယ်။တီအပြည်နယ်ဖာပုံမြို့နယ်တွေကထော်မှုပလဲမဲခေါ်လေမှုဘလောမဆုံတန်းခံစစ်စခန်းကြီးကိုဝိုင်းပါပိတ်ဆို့တိုက်ခိုက်နေကြတာရှိပါတယ်။ အဆိုပါခံစားစကားဟာဖာပိုမျိုးရဲ့မြောက်ဖက်မှာတည်ရှိပြီး PNL တပ်မ9နဲ့အတူဒရုန်းသင်္ဘောသားတွေပါပူးပေါင်းပြီးလက်ရည်တွေတိုက်ခိုက်နေတာလို့သိရပါတယ်။တပ်မ9နဲ့မြေထဲမှာတိုက်ပွဲပေါ်ဆောင်မှုကြီးကြီးမားမားမရှိသေးပေမဲ့စစ်ကောင်စီရဲ့ခြေကုပ်စခန်းတွေအားလုံးကိုပူးပေါင်းအဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။စစ်ကူစစ်ကြောင်းတွေကမာမောင်းကနေတက်လာတယ်ဆိုပေမဲ့ထုံးစံအတိုင်းဂရိုင်းလေးရောက်တာနဲ့ပြန်ပြန်သွားကြရတာဖြစ်ပါတယ်။တနောင်ကြီးနယ်မြေ စော်ခိုရွာထက်တန်းကျောင်းကိုလေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီးထိခိုက်ဒေဆုံးမှုရှိတယ်လို့ကနေဦးသိရှိထားရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ရဲ့အနောက်ဘက်ကမ်းရေလဲမိုးစစ်ပါပေါင်းတဖမ်းမင်းညီစရီရွာတွေဟာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ကူပေါင်းတပ်ဖွဲ့တွေခြေကုပ်ယူထိန်းချုပ်ထားတာဖြစ်ပါတယ်။အဆိုပါဒေသတွေကိုစစ်ကောင်စီဟာစစ်ဆောင်အတွင်းယူစစ်သည်တွေဆီလွတ်ထားပြီးအများစုကအမျိုးသမီးတွေလို့သိရပါတယ်။၎င်းသတင်းမေးတွေကြောင့်ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေရဲ့စီရေးလှုပ်ရှားမှုတွေကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နေပြည်တော်စေယုံကျောက်ကထိုက်ရိုက်သိရှိနေကြတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာခြေရကကျွန်တော်ပြောခဲ့တဲ့အမှတ်88ခြေညာတက်မဌာနချုပ်တက်မမှုရဲ့သတင်းကိစ္စဟာယာနှုံးပြည့်မှန်ကန်ပါတယ်ဘောက်မန်ရဲ့ဘောမမာရှိတဲ့ဟိုတယ်အမည်ကတော့မနှောမြေဖြစ်ကြောင်းထပ်လောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိ